ားလုံးပဲမြင်ပါပါခင်ဗျာဆိုတော့ Manchester United အတင်းရဲ့ transfer news လေးတစ်ခုကိုပြောပြပေးကြပါမယ်ဒါလေးကတော့ညကဒါအဲ breaking news ဖြစ်တဲ့ဟာလေးပါ Fabrizio Romano လည်းအတည်ပြုပေးထားခဲ့တဲ့ transfer news လေးလေးဖြစ်ပါတယ်အဲဒါကတော့ Manchester United အတင်းကတော့ Brentford အတင်းရဲ့ဒါတော်မတိုက်စစ်ကစားသမားပေါ့နော် Cameron သာအာ Brian Mbo ကိုဒါခွေယူနိုင်တော့မယ်ဆိုတဲ့တင်းလေးကတော့လက်ရှိမှာဒါ breaking news ဖြစ်နေပါတယ်ဆိုတော့ Manchester United အတင်းကတော့အဲလက်ရှိ transfer ဈေးကွက်ထဲမှာဆိုလို့ရှိရင်နည်းနည်းလေးတခြားအသင်းတွေထပ်ပေါ့နော်ခြေလန်းသွက်နေတာမျိုးလေးရှိတယ်သူအနေနဲ့လာမယ့်ရာသီမှာဥရောပပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ကစားခွင့်မရဘူးဆိုပေမဲ့လည်းလက်ရှိမှာဟူတင်းကတိုက်စစ်မှုဒါကုညာကိုခေါ်ထားနိုင်ခဲ့ပြီးလက်ရှိမှာဆိုလို့ရှိရင်လည်းနောက်ထပ်တိုက်စစ်မှုတစ်ခုဖြစ်တဲ့ ဒါ brand and bimo ကိုပေါ့နော်မကြခင်ခွဲခုနိုင်တော့မှဖြစ်တယ်အာ Fabrizio Romano ရဲ့အတီးပြူပေးချက်အရာဆိုလို့ရှိရင်တော့ brand and bimo ကိုတိုင်က Manchester United အတင်းကိုပြောင်းရွှေ့ဖို့အတွက်အာခေါင်းငိမ့်လိုက်ပြီးလို့သိရတာဖြစ်တဲ့အတွက်ဒီအပြောင်းရွှေ့လေးကမကြခင်မှာ ဒန်ဒီဖြစ်လာဖို့ရှိတယ်ဆိုပြီးတော့ရိုမာနိုကပေါ်ပြသွားတာမျိုးလေးရှိပါတယ်ဆိုတော့ brand ambi mo နဲ့ပတ်သက်လို့ကတော့ဒါ premier league ပြည်သက်တွေအတွက်ပေါ့နော်အထူးမိတ်ဆက်ပေးစရာမလိုတဲ့ကစားသမားပါဆိုတော့အားလုံးလည်းသိကြမယ်လို့ထင်တယ်အာကင်မရွန်သားအသက်က25နှစ်ရှိပြီဆိုတော့ဒီ ID မှာ solution နဲ့ brand for အသင်းအတွက်ကိုဒါ twin go ပေါ့နော် premier league မှာဒါ20ထိ twin ယူထားနိုင်ခဲ့တဲ့ကစားသမားဆိုတော့ဒီကစားသမားကိုတော့အာ premier league အသင်းကြီးတော်တော်များများက ဒါစိတ်ဝင်စားတာမျိုးရှိတယ်လီဗာပူးတင်းဆိုလို့ရှိရင်လည်းအာစိတ်ဝင်စားခဲ့တာမျိုးရှိတယ်ပေါ့နော်ညာချမ်းမှာတောက်လျှောက်အာကောင်းမွန်တဲ့လုပ်အားလုံးနဲ့အတူကိုကိုရိုင်းလည်းတွင်းကိုရရှိအောင်စွမ်းဆောင်နိုင်တယ်အသင်းပေါ်တွေကိုဒါ assist လုပ်ပေးတဲ့နေရာပေါ့နော်ဂိုးဖန်တီးပေးတဲ့နေရာမှာဆိုလို့ရှိရင်တကယ်ကိုထူးချွန်တဲ့အာကစားသမားကောင်းလို့ပြောရမှာလေဖြစ်ပါတယ်အဲဆိုတော့ MP Mo ကိုဒါပြီးခဲ့တဲ့ရာသီ အဲဆောင်းရည်အပြောင်းရွှေ့စည်းကွက်ထင်ရတာမန်ချက်စတာယူနိုက်တက်အသင်းက monitoring လုပ်ပြီးတော့စောင့်ကြည့်နေရလို့သိရတယ်။ပြီးတော့တစ်ဆက်တည်းမှာပဲဒါ brand MP move ကိုဆိုလို့ရှိရင်တော့ဒီရသည်ခေါ်ယူခြင်းနေတဲ့အသင်းတွေထဲမှာဒါ champion league ဝင်ခွင့်ရရှိထားတဲ့ဒါ Arsenal Newcastle နဲ့ Spurs လိုမျိုးအသင်းတွေပါနေရလို့သိရတယ်။ဒါ Romano ရဲ့ဖော်ပြချက်အရပြီးတော့ The Athletic ကအတည်ပြုပေးခဲ့တာပေါ့နော်။ဒါပေမဲ့ brand MP move အနေနဲ့ကတော့ဒါ champion league ဝင်ခွင့်ရရှိမဲ့အသင်းတွေက ခေါ်ယူဖို့ကမ်းလှမ်းတဲ့အနေအထားမှာတော့မှဒါစပါကိုညင်းပယ်အာစနယ်ကိုညင်းပယ်နျူကာဆယ်ကိုညင်းပယ်ပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းရွှေ့သွားခဲ့တာကတော့တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်မန်ချက်စတာယူနိုက်တက်ဖန်တွေအတွက်ကတော့ဒါ Brian Ambimo ကရောက်တော့မလာသေးဘူးပေါ့နော်အဲသူ့ရဲ့စိတ်ဓာတ်လေးကိုသဘောကျပြီးတော့ပေါ့နော်မြန်မြန်လေးရောက်စီခြင်းပဲလို့ထင်နေတာ United အသင်းပေါ်ကဒါချစ်တဲ့ကစားသမားလို့ပြောလို့ရတယ်။တချို့ကစားသမားတွေဆိုဗျာဥရောပဝင်ခွင့် Champions League ဝင်ခွင့်ကံကျင်လို့ အသင်းကြီးတွေကိုပြောင်းရွှေ့ခြင်းလာမျိုးရှိတယ် brand mb mo ကတော့ဒါဥရောပဝင်ခွင့်အရရှိနေတဲ့အသင်းတွေကိုလေးလူရှူပြီး Manchester United အသင်းကတော့ပြောမယ်ဆိုရင်တော့ထုံးစံတိုင်းပေါ့ဗျာဒါသူ့ရဲ့အိမ်မက်အသင်း Manchester United အသင်းမှာကစားခွင့်ရဖို့ကပန်းနိုင်ဖြစ်တယ်လို့ဘာလို့ပေါ့ဗျာအဲ့လိုအနေထားမျိုးနဲ့ mb mo ကတော့အော် mb mo ကတော့ဒါ Manchester United အသင်းကိုပြောင်းရွှေ့ဖို့တော့အလုံးစုံသဘောတူညီပြီးတော့ဒါကောင်းကြီးလိုက်ပါပြီ Brentford အသင်းဘက်ကလည်းဒါအတိပေးလိုက်ပြီးလို့အတိရပါတယ်အဲ့စက်တင်ဘာပဲဒီ brand mb mo ကို United အနေနဲ့ပေါ့နော် Brandford အတင်းကိုဘယ်လောက်ကန်လန်းသွားမလဲဆိုတဲ့အနေထားလေးကတော့ဒါဖော်ပြထားခြင်းတော့မရှိဘူးလက်ရှိမှာတော့ Brand Ambimo နဲ့ Brandford တင်ရတော့စာချုပ်သက်တမ်းကတော့နောက်ဆုံးနှစ်ထည့်ကိုရောက်ရှိနေပြီဖြစ်တယ်ကျွန်ထင်တာကတော့ပြောင်းရွှေ့ကြီးကတော့ဒါ Euro နဲ့ Solution တော့25တန်းနဲ့တန်း30ဝန်းကျင်ကြားလောက်တော့ရှိမယ်လို့တော့ထင်တယ် Bayern Munich United အနေနဲ့ကဒါဟိုဥရောပဝင်ခွင့်မရရှိသည့်တိုင်အောင်ကစားသမားကောင်းနေအာပေါ်တရှယ်အများကြီးရဲ့ကစားသမားတွေကိုလက်ရှိချိန်ထိကတော့ဆွဲဆောင်ထားနိုင်တော့မယ်ဆိုတော့လာမယ့်ရာသီမှာ Solution လဲ United အနေနဲ့ကဒါ Champions League ဝင်ခွင့် မရရှိဘူးပြီးတော့အဓိကဥရောပပြိုင်ပွဲတွေမရရှိဘူးဆိုပေမဲ့အသင်းအနေနဲ့ကတော့ဒါလူခော်ယူမှုတွေကိုဇက်တိုက်ဆိုလိုပြုလုပ်ပြီးတော့ရာသီတစ်အတွက်ပေါ့နော်ဒါချန်ပီယံလိဝင်ဖို့ရရှိအောင်ပြန်ပြီးတော့ကြိုးစားမယ့်အနေအထားခွေးထားတဲ့ကစားသမားတွေကလေအာတကယ်ကိုကြိုက်နှစ်သက်เสียကစားသမားတွေပဲပေါ့နော်ပရီးမီးယားလိမှာလည်းအသားကျပြီးသား ပုံစံကောင်းတွေကိုပြသထားပြီးသားကုညာဆိုလို့ရှိရင်လည်း Wolf Thin နဲ့အကောင်းဆုံးခြေစုံသက်တည်ပြထားပြီးသားအခု Brand MP Mo ဆိုလို့ရှိရင်လည်းပြောနေစရာမလိုဘူးဒါ Brandfo Thin ရဲ့ညာချမ်းမှာဥဆောင်တွေတိုက်စစ်ကစားသမားဒီလိုကစားသမားမျိုးကို Manchester United အသင်းကခုံနိုင်တော့မယ်ဆိုလို့အခုံနိုင်တော့မယ်ဆိုတဲ့တည်င်းကတော့ Breaking News ဖြစ်ပြီး United Fan တွေအတွက်တည်င်းကောင်းလို့ပြောရမှာဖြစ်ပါတယ်ဆိုတော့အမြင်လေးကို Common Box မှာကိုညှပ်ပြီးတော့ခဲ့ကြပါဦးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ